ီဖိုရန်ကကျွန်တော်တို့ကတော့ပထမသွားတဲ့အချိန်မှာတော့ဒီဖိုရန်ကအရင်ကျွန်တော်တို့ကြုံတွေ့နေကြဟိုတွေ့ကြုံမှုနေကြဒီ discussion forum လေးပဲလို့ထင်တာဒါပေမဲ့ဘာကြောင့်အင်္ဂလိပ်နာမ sharing မြန်မာဆရာမကျန်ဆိုင်တောင်းလဲဆိုတော့နိုင်ငံတော်အကြီးအကဲနိုင်ငံတော်အကြီးအကဲလာတယ်တော့နိုင်ငံတော်ဝန်ကြီးတော့နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေပေါ့နော်တော်တော်များများလာတယ်ဒါသလိုပဲမှာဘာဖြစ်လဲဆိုတော့အဓိကအဖြစ်တော့ နိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင်တက်ဆွေးနွေးသွားတဲ့သဘောရှိတာပေါ့နော်ပထမတော့သူအဖွင့်အမှားစကားပြောတယ်ပြောပြီးတော့သူအဖွင့်အမှားစကားပြီးသွားတော့နိုင်ငံဝန်ကြီးချုပ်အနေနဲ့စင်ဟာယူသူနေသူထိုင်ပြန်ထင်တာမထိုင်သူကိုယ်တိုင်ဟဟာအာကျွန်တော်ဒီဟာကိုသိရသိရအတွက်ကျွန်တော်ဒီလိုဟွင်းဖြစ်တယ်သူကိုယ်တိုင်ဝန်ဆွေးနွေးသွားတယ်ဝန်ဆွေးနွေးသွားတဲ့နေရာမှာကျွန်တော်တို့ဒီသတင်းလေးကိုကျွန်တော်အရင်ဖတ်ပြမယ်နော်ပြီးရင်ကျွန်တော်ဘာလို့ဘာလို့တရားလေးကိုဖတ်ပြရလဲဆိုတော့အဓိကအဖြစ်က ဟိုသူဆွေးနွေးွားတာလေးကိုကျွန်တော်တို့ဒီသတင်းမှာဟိုအတူချုံရေးထားလေးရှိတာပေါ့နော်ဒီ short note ပုံစံသတင်းလေးဖော်ပြထားတာရှိတယ်အဲ့မှာသူရေးထားတာမြန်မာနိုင်ငံပြည်တွင်းရေးအခြေအနေထက်တဲ့ပြည်ပကအားပေးလှုံ့ဆော်ပါဝင်ဆက်ဖက်မှုတွေကြောင့်လက်နက်ကင်ပြိပခမငိမ့်နိုင်တဲ့မိတော့တွေလို့ယခုတည်းရှိနေတဲ့ဖြစ်တယ်လို့အခွင့်အလမ်းတွေရှိလျက်နဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရဆိုပြီးတော့ဗိုလ်ချုပ်မျိုးမြောင်းလိုင်ပြောတယ်ဒီ forum မှာပြောတယ် ်နောက်တော့2025အလွန်ဘဟုဝင်ရိုးကမ္ဘာမှာတဲ့မြန်မာနိုင်ငံကြုံတွေ့လာနိုင်တဲ့အစိတ်ကုံမှုများနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲမှာအဲ့လိုပြောခဲ့တာဖြစ်တယ်တဲ့ဒါအပြင်နဲ့မိမိတို့စူးစီးညင်ညွတ်မှုရှိစူးစီးညင်ညွတ်မှုမရှိသမျှဘယ်စည်းဝါးရေးစနစ်မှာအောင်မြင်မှာမဟုတ်လို့ဘယ်နိုင်ငံရေးစနစ်မှာလည်းခိုင်ခိုင်မာမာဥဆောင်နိုင်မှာမဟုတ်ပဲလူမှုရေးစနစ်ကမှလူမှုရေးလူမှုရေးစနစ်တရားဝါပြောစိတ်ချမ်းသာမှုကိုဆောင်ကျင်းပေးနိုင်မှာမဟုတ်ဘူးလို့လည်းပြောခဲ့တယ်နော် ဆွေးဥစားဖို့ကောင်းတဲ့ဗိုလ်ချုပ်မှုကြီးရဲ့အဖွင့်မေခွန်းနဲ့ဆွေးနွေးပြောကြားချက်အပြည့်စုံရုပ်သံကိုကျွန်တော်ရုပ်သံမှာပေးထားရှင်နော်အဲ့တော့သူအဲ့လိုဆွေးနွေးသွားတာပေါ့နော်ဆွေးနွေးသွားတယ်ဒီမှာလည်းတော်တော်များများပေါ့လက်ရှိမြန်မာနိုင်ငံမှာသူ့အနေနဲ့ဟိုတော်တော်များများလုပ်ပေးခြင်းတဲ့အရာတွေရှိပေမဲ့ချို့အခြေအနေတွေကလုပ်ပေးလို့မရနိုင်ဘူးနော်အဓိကဖြင့်ဖွံ့ဖြိုးတိုးတက်မှုတွေပေါ့နော်ဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုးမှုရဲ့အခြေခံအဆောက်အုံတွေဥပမာစာတင်ကြောင်းတွေဈေးရုံတွေတံတားတွေဈေးတွေပေါ့နော် ဒါတွေဆောက်ပေးခြင်းနဲ့ဆန္ဒတွေရှိပေမယ့်အခြေအနေတွေကဆောက်ပေးလို့မရအောင်အဲ့တော့အဓိကဘာလဲဆိုတော့စီးလုံးညီညွတ်ဖို့လိုသလိုတစ်ဖက်မှာဒီအကြံဖတ်မှုတွေကင်းစင်ဖို့လည်းလိုတာပေါ့နော်ကင်းစင်ဖို့လည်းလိုတာပေါ့ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာမှန်တယ်တချို့နေရာတွေမှာပြည်သူပြည်သားတွေအလုံးလုံးကံမှုကလည်းဒါတိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးဖို့အတွက်ကိုအဓိကကြတယ်လို့အဲ့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရကိုယ်နိုင်ကလည်းအဲ့တိုင်းပြည်ရဲ့တိုးတက်မှုတွေကိုတကယ်စိတ်ပါဝင်စားလုပ်ပေးမှသာတိုင်းပြည်ရဲ့တိုးတက်တာ ဒီလက်ရှိဒီနတ်ဆကအစိုးရဘောနော်ဒီအစိုးရကတက်လာကြတဲ့ကိုကဒီတိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်စေခြင်း ਨੇ တိုင်းပြည်ကိုပြောရလို့ရှိရင်တိုင်းသူပြည်သားတွေငြင်းငြင်းချမ်းချမ်းနဲ့ဟုတ်လားတာယာဝါပြောစေခြင်း ਨੇ သူ့ရဲ့ဆန္ဒကအဲ့ဆန္ဒအတိုင်းလည်းသူလို့ရတဲ့တကယ်လက်တွေ့ကြကြလှုပ်ဆောင်တယ်တချို့နေရာတွေမှာသူ risk ယူပြီးတော့နော်တကယ်စွန့်စားလိုက်စွန့်စားပြီးလုပ်ကန်လဲရတဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်အများကြီးပြောပြတယ်ဟိုစာတင်ကြောင်းတွေဖွင့်တာတွေစက်ဖက်သမားတွေကဟုတ်လားစာတင်ကြောင်းတွေဖွင့်ရင် ဘလို့ခေါ်မလဲဟလာဟိုစာသင်ကောင်းအကြောင်းတွေကိုဘုံခွဲမယ်လို့ပါတို့ပြောထားပေမဲ့သူဒီစာသင်ကျောင်းတွေကိုလုံုံကြီးယူပြီးတော့မရရအောင်ပြန်ဖွင့်ပေးခဲ့တယ်ဒီကနေ့မှဆိုဟလာပြောလို့ရှိရင်အရင်တော့ဆို၁၀တန်းကျောင်းသားတွေဝင်ပြေးတာတောင်းကနန်းပဲရှိတယ်2021 22 23 24ပြောနော်အဲ့ဒီအချိန်တွေမှာတောင်းကနန်းပဲရှိတဲ့အချိန်မှာဒီကနေ့မှ၁၀တန်းဆောင်မှုပွဲမှာ၁၀တန်းမဟုတ်ဘူးနော်ကျွန်တော်တို့ grade 12ဆောင်မှုပွဲမှာ ဝင်ဖြစ်တဲ့အကြောင်းသားတွေကနှစ်သိန်းကျော်သွားပြီနှစ်သိန်းကျော်သွားပြီအဲ့လိုပဲတစ်ဖက်မှာဆေးရုံဆေးခန်းတွေပေါ့နော်ဆေးရုံတွေမှာရှိတဲ့ဆရာဝန်တွေသူနာပြုတွေက CDM လုတ်တယ်ဆိုပြီးတော့တောခိုတာတွေတခြားနေရာတွေထွက်သွားကြတာရှိတယ်ဒါပေမဲ့ဒီဘက်မှာတက်မတော်ကဟာလာ ပြောရရင်တော့ဆေးဘူလောင်းတွေဟာဆေးဘူကြီးတွေ ਨੇ မရရအောင်ဆေးရုံတွေကိုပြန်လဲပတ်တယ်ဒါတွေရက်ထားလို့မရဘူးပြည်သူလူထုရဲ့ပညာရေးတွေစံမာရေးတွေရက်ထားလို့မရဘူး ဒါတွေအမြဲတမ်းအစိုးရအနေနဲ့ဆောင်ရွက်နေရတယ်ကျွန်တော်ပြောချင်တာအဓိကဘာလဲဆိုတော့ဒီအစိုးရအနေနဲ့လက်ရှိ NASA ကအစိုးရက လေနဲ့ပွားနေတဲ့အစိုးရမဟုတ်ဘူးသူလက်တွေ့လည်းတကယ်လုပ်တယ်လို့သူလုပ်နေရတာငင်းငင်းချမ်းချမ်းအခြေအနေမှာလုပ်နေရတာမဟုတ်ဘူးတိုင်းပြည်ကပုံတံအမျိုးမျိုးနဲ့ဘလို့ခေါ်မလဲအကြမ်းဖက်မှုတွေကြုံနေရတဲ့အချိန်မှာသူအုပ်ချုပ်နေရတာဒါပေမဲ့အဲ့ဒီမှာသူတို့လာတစ်ဖက်မှာရှိတဲ့အုပ်စုတွေရဲ့ logistics တွေထုတ်တာရှိတယ်တိုင်းပြည်ဒီလိုအခြေအနေလုံးအခြေအနေရောက်တာ အာမင်းတို့အကြောင်းဘာညာဆိုဒီလိုမျိုးဟိုနေဖြစ်တယ်ကျွန်တော် ပြောပြမယ်တိုင်းမိတပီကိုအုပ်ချုပ်တယ်ဆိုတာဥပဒေအရာအုပ်ချုပ်တာအဲ့ဒီဥပဒေဆိုတာလေလုံးချင်တဲ့အချိန်မှာမှထပြီးတော့ပြတ်ထန်းရတဲ့ဥပဒေမျိုးဆိုလိုတာမဟုတ်ဥပဒေကတို့ဒီတိုင်းမိကိုတော့ဒီလိုအုပ်ချုပ်ကြမယ်ဟေးဆိုပြီးတော့ဒီဥပဒေကတိုင်းမိကိုမအုပ်ချုပ်ခင်ကတည်းကပြတ်ထန်းထားရတယ်အဲ့ဒါကဘာလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေဒါတိုင်းမိတပီရဲ့ကြောရိုးပဲ ါကဒါနဲ့မှပြန်ပြီးတော့စင်ပွားဖြစ်သွားတဲ့ဥပဒေရှိတော့အဖွဲ့သီးဘုံအခြေခံဥပဒေတဲမကပါထားပြီးသားနော်ပါထားပြီးသားဒီတက်မတော်အနေနဲ့တိုင်းပြည်ရဲ့ဒီအန်ဒီရီဒီပေါ့နော်တခုခုဂျုံလာတဲ့အခါကျရင်တက်မတော်အနေနဲ့ဝင်ရောက်ပြီးတော့ဟလာတိုင်းပြည်ကိုဆော့ဖက်ပိုင်ဝင်ရှိတယ်ဆိုတဲ့ဟာမျိုးဒါမျိုးကပါထားပြီးသားဒီအာဏာမထိန်ခင်တည်းကဒီနိုင်ငံရေးလောကကြီးတည်းကိုတက်မတော်ပြန်ဝင်ခြင်းမူဒီမဲခုံးမဲလိန်တာကိုရှင်းလိုက်ပါလို့ပြောတာ 26ကြိမ်သတင်းစာရှင်းလင်းမယ်နော်တိန်းညင်ဒိန်းကိုထတိန်းလိုက်တာမဟုတ်အနာကိုနော်ထပြီးတော့အနာလူထယူလိုက်တာမဟုတ်သတင်းစာရှင်းလင်းမယ်26ကြိမ်ထုတ်ပြီးတော့ဒီကိစ္စတွေတင်ပြခဲ့တယ်လို့ကိုလူကိုယ်တိုင်လဲပုံကိုရစာရေးတယ်ဟလားနိုင်ငံတော်မှာဒီလိုဗါးတွေပြန်ဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ဟလားဒီတောင်ရှာအဲ့အဲ့အချိန်ကအနာရပါတီအနေနဲ့ဒီကိစ္စကို ပါတီရှင်းချင်းနိုင်ငံရေးရညှိပါလို့ဒါမျိုးပြောခဲ့တယ်ဒါပေမဲ့လက်မခံဘူးလက်မခံတဲ့နောက်ဆုံးအချိန်မှတက်မတော်တာကိုလုပ်လဲဒါပြောလို့ရှိရင်ဒီကိစ္စတွေကလည်းဒါဟိုပြောရရင်တစ်ဖက်မှာရှိတဲ့အုပ်စုတွေပေါ့နော်အနီအုပ်စုတွေအမြင်နေနဲ့တိတိနဲ့ဘူးညင်းနေတာတိတိနဲ့ဘူးညင်းနေတာဆိုတော့တောင်းဆိုပြောရရင်ဟာလာအနာထိန်လိုက်ရင်တောင်အနာထိန်လိုက်တာတော့သူတို့တကယ်မလို့ထွက်ပြေးစရာအကြောင်းမရှိဘူးဥပြောရရင်အန်အေဒီအဖွဲ့ဝင်တွေ အန်နေဒီအမတ်ဒီအဲ့2020တုန်းကရှိခဲ့တဲ့အမတ်တွေပါလေအကုန်လုံးသူ့ဘောက်သူအေးစေးသွားလာနေကြတော့မယ်အပြစ်မရှိတဲ့လူတွေကအပြစ်ရှိတဲ့လူတွေကတော့ဖမ်းခံမှာဒါတော့နိုင်ငံတိုင်းရဲ့ဥပဒေပဲကျွန်တော်ပြောချင်တာအဲ့တော့နောက်တစ်ခုကပါလဲဆိုတော့လက်ရှိအထိကိုပုံဒီပုံအခြေခံဥပဒေကိုမဖြတ်ဘူးဒီတိုင်းထားရသေးတယ်နော်ဒီတိုင်းထားရသေးတယ်ဒါဘာလို့ပြလဲဆိုတော့အာနာထိန်းနေဆိုတာကိုပြတာဆိုတော့အဲ့တော့ပါလဲဆိုတော့အဓိကကျွန်တော်တို့ကဒီဗိုလ်ချုပ်ကြီးကဒီ forum မှာပြောသွားတာကတော့ တိုင်းပြည်မှာဖပျိုးတိုးတက်နိုင်တဲ့အခြေခံစောင့်ဝင်နေရှိတယ်။ဟုတ်လားကျွန်တော်တို့မြေကြီးရှိတယ်။ရေတည်ရန်ဇာတရှိတယ်။ကြံတဲ့တည်တော်တည်ရန်ဇာတတွေရှိတယ်။လူစွမ်းအရင်းမြစ်တွေရှိတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့နိုင်ငံရေးမိုင်းမိနေကြတယ်။စီးလုံးညီညွတ်မှုမရှိဘူး။ဆိုအဲ့တော့ဘာဖြစ်လဲဆိုတော့တိုင်းပြည်ကအစိုးရအနေနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်မြင်မြပြီးစွမ်းဆောင်စေကာမူဒီနိုင်ငံရေးမိုင်းနေမိနေတဲ့အတွက် ပုံမျိုးတိုးတက်မှုလမ်းကြောင်းပေါ်တိုင်းပြည်ကမရောက်နိုင်ဘူးသူဆိုလိုချင်တာတအားဆိုလိုချင်တာတောင်းမှုအဓိကအဖြစ်နိုင်ငံရေးနိုင်ငံရေးနည်းနဲ့ရှင်းကြပါတိုင်းပြည်အေဂျင့်မှုအတွက်အားလုံးမှာတာဝန်ရှိတယ်နော်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းအားလုံးမှာတာဝန်ရှိတယ်လို့သူဒီလိုပြောသွားတာပေါ့နော်ဒါမျိုးပေါ့ဆိုတော့ပြောရရင်ကျွန်တော်တို့ဒီ foreign တစ်ခုလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုရင်တော့ဒါမျိုးကလုံးတင်တယ်များများလုံးတင်တယ်များများလုံးတင်တယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုတွေနဲ့ကျွန်တော်တို့ရဲ့ဟလာ ဒေတာရင်းနိုင်ငံတွေနိုင်ငံတကာပေါ့နိုင်ငံတကာကအဓိကဖြစ်ဒေတာရင်းနိုင်ငံတွေနိုင်ငံတကာကကျွန်တော်မြန်မာနိုင်ငံရဲ့စိတ်ရင်းအမှန်ကိုသိဖို့ ਨੇ ပြည်သူလူထုတွေအနေနဲ့နိုင်ငံရေးမိုက်မတိုက်ခံရဖို့အတွက်ဒီလို forum တွေကိုများများလုပ်သင့်နေလို့ကျွန်တော်ဒီလိုမျိုးသုံးသပ်မိတယ်သူတို့သုံးသပ်မိတယ်နိုင်ငံသားနိုင်ငံတကာပညာရှင်တွေလည်းလာတယ်ပြည်တွင်းပညာရှင်တွေလည်းလာတယ်မြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုသူတို့မြင်တဲ့အတိုင်းသူတို့သုံးသပ်သွားတယ် ရှေ့ဆက်ပြီးတော့ကြုံတွေ့လာနိုင်ရတဲ့စိန်ခေါ်မှုတွေရှေ့ဆက်ပြီးတော့ကြုံလာနိုင်တဲ့အဲ့ဒါကျွန်တော်တို့ဒီဟိုနေ့မော်ဘယ်လိုခေါ်မလဲရပိုင်ခွင့်တွေပေါ့နော်ဂျိုးစီဝါတွေပေါ့ဒါတွေတော့ကိုတူတော်များများဆွေးနွေးသွားတာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကဒါကြည့်လိုက်တာမြန်မာနိုင်ငံမှာမြန်မာနိုင်ငံအကြောင်းကိုနိုင်ငံသားဘာသာတစ်ခုနဲ့မြန်မာတွေအပါအဝင်နိုင်ငံတကာပညာရှင်တွေတက်ဆွေးနွေးတဲ့ forum ကမြန်မာနိုင်ငံမှာဒါဟာပထမဆုံး forum ဖြစ်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ် လို့သုံးသပ်တယ်နော်ဒါကျွန်တော်ကျန်တာမသိတာလည်းပိုင်ပါမောဒါပေမဲ့ကျွန်တော်လေ့လာမိတဲ့လောက်တော့ဒီ foreign ကပထမဆုံး foreign ဖြစ်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒီသုံးသပ်တယ်ဒီမှာလဲကျွန်တော်တို့တွေနိုင်ငံကပညာရှင်တွေနဲ့ကျွန်တော်တို့ရသလောက်အချိန်လေးမှာလူပြီးတော့မေးခဲ့ရတာရှိတယ်ကျွန်တော်တို့ interview တဲ့နေရာမှာဒီပညာရှင်တွေဖြစ်တဲ့အတွက်သူတို့ကတော့ media friendly ဖြစ်တယ် media friendly ဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ media နဲ့ထွဋ်ထွင်းမှုရှိတယ်ပေါ့ဗျရှိပေမဲ့သူတို့မှအချိန်မရဘူးအချိန်မရတဲ့အတွက်ကျွန်တော်တို့မေးတဲ့အခါမှာသူတို့က3မိနစ်ပဲဖြေမယ်ဆို3မိနစ် 3မိနစ်တည်းအတွင်းကိုကျွန်တော်တို့ဝင်အောင်မေးရတယ်။တချို့ကရတယ်ငါအချိန်5မိနစ်ရတယ်5မိနစ်အတွင်းမေးပေးပါ။သူဒါမျိုးလာတာ။အဲ့တော့နိုင်ငံကမှရှိတဲ့လူတွေနဲ့ဒီပညာရှင်တွေပဲဖြစ်ဖြစ်နိုင်ငံရေးသမားတွေလည်းဖြစ်ဖြစ်ကျွန်တော်တို့ကဒါတွေကဟိုပြောရရင်တောင်တယောက်အချိန်ချက်လုပ်ပြီးတော့အင်တာဗျူးလုပ်ရတဲ့ဟာတွေမဟုတ်ဘူး။ဒီမှာ instant မေးခွန်းတွေထုတ်ရတာ။ဒီလို instant မေးခွန်းတွေထုတ်တဲ့အခါလဲကျွန်တော်တို့ကဒီဟာကြီးတွေကဒီမေးခွန်းကြီးတွေငါတို့ကတော့ဒီလိုလေးရေးလာမယ်ဆိုပြင်ဆင်လာလို့ရတာမဟုတ်ဘူး။သူတို့ရဲ့အခြေအနေကိုကြည့်ရတယ်ဒီ foreign ရဲ့သဘောသဘာဝကိုကြည့်ရတယ် အဲဒါတွေနဲ့ကျွန်တော်တို့ကဒီအခြေအနေတွေအချိန်ခါရင်နဲ့ကိုက်ညီတဲ့မေးခွန်းကိုအဲ့မှာချက်ချင်းစဉ်းစားပြီးချက်ချင်းမေးရတာပေါ့နော်ဒီလိုမေးရတာအဲ့လိုမေးတဲ့အခါမှာလည်းကျွန်တော်တို့အချိန်ကိုတို့ကိုနိုင်ကွာအချိန်ကတ်သက်ထားတဲ့အတွက်ကျွန်တော်တို့ကတချို့ဟာတွေမှာ cross question ထောက်တာတို့ဆွေးနွေးသလိုမေးခွန်းထုတ်တာတို့လုပ်လို့မရအောင်လုပ်လို့မရအောင်နော်ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်တို့စိတ်ထဲမှာပေါ်လာဒီမှာလူတယောက်ကိုဒီလူကိုကြည့်လိုက်ရင်ဒီလူရဲ့ professional ကဘာလဲဒီလူရဲ့ specialist ကဘာလဲ ဆိုတော့ထားပါတော့လားဒီဒီလူကနိုင်ငံရေးသမားအဲ့နိုင်ငံရေးသမားကိုကျွန်တော်တို့ကဟိုဘာလဲစီးပွားရေးအကြောင်းတွေသွားမေးလို့လည်းမရအောင်ပုံစံမျိုးမျိုးပေါ့နော်နော်မြန်မာနိုင်ငံနိုင်ငံနဲ့မကိုက်ညီတဲ့အကြောင်းတွေသွားမေးလို့လည်းမရအောင်ဒီလိုမျိုးတွေရှိရအောင်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလိုမေးခွန်းထုတ်တဲ့နေရာမှာချက်ချင်းစဉ်းစားရတယ်စဉ်းစားရဆိုသူတို့ဖြေွားတော့သူတို့ဒီအဖြေထွက်အောင်ဆိုကိုတော့မေးလိုက်တယ်ဒါပေမဲ့သူတို့က international မှာလည်းတကယ်ကို media friendly ဖြစ်နေတဲ့အတွက်သူတို့ရဲ့မေးခွန်းတွေဟာမြန်မာနိုင်ငံနဲ့လည်းအကိုက်ညီမှုရှိတယ် ပြောရရင်တို့ရဲ့အဖြေချားမှုတွေကမြန်မာနိုင်ငံနဲ့လည်းကိုက်ညီမှုရှိသလိုဟိုပြောရရင်တော်တော်လေးဟိုဘယ်လိုခေါ်မလဲဟိုသူပေးခြင်းတဲ့ message ကိုထိအောင်ပေးနိုင်တယ်ဗျာကျွန်တော်တို့အဲ့ဒီမိကုန်းတွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဘာသာပြန်ပေးပါမယ်ဘာသာပြန်ပေးမယ်ပြီးတော့ဘာသာပြန်ပြီးတော့လေတပုတ်ချင်းကျွန်တော်တို့ပြန်တင်ပေးပါမယ်ဘာလို့လဲဒီဟာတွေကသူတို့ဖြည့်သွားတဲ့ဟာတွေကိုမြန်မာနိုင်ငံသားတွေသိတဲ့နော်ဒါကျွန်တော်တို့အဲ့ forum မှာကျွန်တော်တို့ ်တင်းဆိုင်ကနေပြီးတော့ကျွန်တော်တို့လုတ်လုတ်နိုင်ခဲ့တဲ့အလုပ်တွေပေါ့နော်လုတ်နိုင်ခဲ့တဲ့အလုပ်တွေအဲ့တော့ကျွန်တော်ဒီ folder နဲ့ပတ်သက် ပြီးတော့ကျွန်တော်တို့ဟိုကောက်ချက်ချမိတာတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေနိုင်ငံတကာရောက်ဖူးပါလေဆိုတော့ကျွန်တော်မြန်မာနိုင်ငံပညာရှင်တွေတော့ media friendly မရှိဘူး media နဲ့တွေ့တဲ့အခါမှာသူတို့က media ကိုသူတို့ထင်ထားတဲ့အထင်နဲ့နိုင်ငံတကာပညာရှင်တွေ media ပေါ်ဆက်ဆံတဲ့အစဉ်အနေနဲ့အဲ့မှာအရန်ကွာတယ် ကျွန်တော်အဲ့ဒါတခုသတိထားမိတယ်။အဲဒါမြန်မာနိုင်ငံကနိုင်ငံရေးသမားတွေပညာရှင်တွေပေါ့တခြားပညာရှင်တွေပေါ့နော်။သူတို့အနေနဲ့ဒီ forum ပေါ်မှာဟိုဘယ်လိုခေါ်မလဲ။ဟိုအင်္ဂလိပ်စကားပြောရတာကိုတကယ်ဂုံရှိစွာပြောကျင်တဲ့စိတ်တွေကပိုလွှမ်းမိုးနေကြတယ်။ငါဟာအင်္ဂလိပ်စကားကျွန်တော်ကျွန်တော်သုံးသပ်တာကိုပြောရအောင်နော်။ကျွန်တော်သုံးသပ်တာကိုပြောတာ။ဘာလို့ဆိုတော့ကျွန်တော်ကဒါကျွန်တော်တို့ကဒါတုံးသက်တာဖြစ်တဲ့အတွက်ကျွန်တော်ဘလူးဘုံမှာဘာမှပြောချင်တာမဟုတ်ဒီဘုံမှာကျွန်တော်ပြောချင်တာ တကယ်ကိုဟို proudly ပေါ့နော်ဒီကငါအင်္ဂလိပ်ကပြောတတ်တယ်ဆိုတဲ့စိတ်မျိုးတွေရှိနေအောင်ကျွန်တော်ကျွန်တော်မြင်ရတယ်ဟုတ်ချင်မလားဟုတ်မှာပေါ့နော်ကျွန်တော်ကဒီလိုမျိုးမြင်ရတယ်အဓိကတော့ကျွန်တော်တို့လားနိုင်ငံတကာမှာတော့အင်္ဂလိပ်စကားကိုတစ်ကလွယ်ကူရိုးရှင်းစွာနဲ့ show only ဘလို့ခေါ်မလဲပြည့်ကျင်တဲ့ message ကိုရောက်အောင်ပြောကြတာပေါ့နော်ကမ္ဘာနိုင်ငံခေါင်းဆောင်တွေပဲဖြစ်ဖြစ်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုအင်္ဂလိပ်စာပညာရှင်တွေမဟုတ်ဘူးလေအင်္ဂလိပ်စာပညာရှင်တွေမဟုတ်ဘူးတို့မဲ့ကိုမေးတဲ့မေးခွန်းကိုတစ်ဖက်သားကသိရမှာဖြစ်တယ်လို့ ဟိုကိုမေးတဲ့မေးခွန်းရဲ့ဆိုလိုခြင်းကိုလည်းတစ်ဖက်သားကသဘောပေါက်ဖို့လိုတယ်အဲဒါမျိုးအဲ့လိုပဲ forum မှာဆွေးနွေးတဲ့အခါလည်းဒီလိုပါပဲဟိုတိတ်ပြီးတော့ဟို native တွေလိုဟိုတိရတိဖို့မလိုဘူးဒီ language ဒီဘာသာစကားပိုင်းမှာသူတို့ဆွေးနွေးတာကိုကျွန်တော်တို့အောက်က panel အောက်မှာရှိတဲ့ပေးသက်တွေသိမယ်သူတို့ဒီ online မှာ panelist အချင်းချင်းကြားမှာသိမယ်သူဒါကအဆင်အဆင်ပြေတယ်လုံလောက်တယ်ဒါ international မှာရှိနေတဲ့ဒါဟိုနင်းနေကိုကြည့်လိုက်ပါเนาะကြည့်လိုက်ပါကျွန်တော်တို့ကဒီလိုမြင်တယ်ဒါပေမဲ့ တစ်ဖက်မှာတော့ဒီကျွန်တော်တို့ media friendly ဘက်မှာတော့မြန်မာပြည်ကပညာရှင်တွေပဲဖြစ်ဖြစ်ကျန်တဲ့ဟာလာဒီနိုင်ငံရေးသမားတွေပဲဖြစ်ဖြစ်လိုအပ်သေးတယ်လို့ကျွန်တော်တို့ကဒီလိုပဲမြင်တယ်ဒါမှမဟုတ်မို့လို့ရှိရင်လည်းမြန်မာနိုင်ငံ media တွေပါကွာလည်းကားပါငါတို့ဖြေချင်မှဖြေမှာပါကွာမဖြေပါဘူးကွာဘာဘာလို့ဖြေရမှာဘာဝင်လည်းမလုပ်လဲဆိုတော့ထိတ်ထွားထိတ်ထားမိလဲရှိရင်ရှိမှာပါနော်ဒါတော့ကျွန်တော်တို့တေချာမသိပါဘူးတေချာမသိပါဘူးဆိုတော့အဲ့တော့ media friendly ဘက်မှာအားနေတယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်ခြင်းတယ်ဒီ forum ပါနော်အဲ့တော့နောက်တစ်ခု နောက်ကျွန်တော်ဦးနေကဟိုသုံးသက်ချင်တာတကူကဘာလဲဆိုတော့ဒီအမေရိကန်ကနေပြီးတော့နော်